ခမီးတော်တာတော်တန်ရှမ်းတော်ဝိညာဉ်တော်ဤနာမတော်မြတ်၌အာမင်ဖျားသခင်တနုနေရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေတန်မာတိဦးရေးထားသောကျမ်းတော်စကားဒီအိုဖျားသခင်ကိုရောရှင့်အားဘုံတော်ကုံတော်ရှိပါစေ။တန်မာတိဦးခန်းကြီးငါခန်းငယ်43မှ48တောင် တင်းနဲ့နီးစပ်တော်သူကိုချက်လုံးတင်းရန်သူကို မုံလုံးဘူတော်ပြည့်ညက်စကားရှိသူကိုတင်းတို့ကြားခဲ့ရလိမ့်မည်သို့တော်တင်းတို့အားငါဆိုသည်မှာတင်းတို့၏ရန်သူကိုချက်ကြလုံးတင်းတို့ကိုနှိမ့်ဆက်ညှင်းဆဲတော်သူတို့အတွက်ဆုတောင်းပေးကြလုံးသို့မှသာတင်းတို့သည်သိုးသူနှင့် ကောင်းသူတို့အပေါ်၌မိမိနေကိုထွက်စေတော်မူ၍ဖြောင့်မတ်သူမဖြောင့်မတ်သူတို့အပေါ်သို့မိုးကိုရွာစေတော်မူသော ကောင်းရဲ့မုံနာရှိတော်မူသည်တင်တို့အပိုင်သားသမီးများဖြစ်ကြသည်ကြောင်းမူကားတင်တို့သည်မိမိတို့အားချစ်တော်သူများဟုသာချစ်ကြပါမူအဘယ်အကျိုးကို ခံရမည်သည်အခွန်ခံတော်သူများပင်လည်းထိုနည်းတူပြုကြသည်ဟုတ်သောတင်တို့ဤကိုများဟုသာတင်တို့နှုတ်ဆက်ကြလည်းတင်တို့သည်အခြားသူများထက်ညီသည့်ထူးခြားချက်ကို ပြုသည်နီး လူမျိုးသားတို့ပန်လန် ထိုနည်းတူပြုကြသည်ဟုတ်တော်ထိုကြောင့်ကောင်းမြတ်မုံ၌ရှိသောတင်တို့၏အဖာသည်ကောင်းမွန်ပြည့်စုံတော်မူသည်နည်းတူတင်တို့သည်လည်းကောင်းမွန်ပြည့်စုံခြင်းရှိကြတော်ဤသည်ကခရစ်သူသခင်၏မြတ်တော်ဧဝံဂေလိတရားတော်ပေသည်အိုခရစ်သူသခင်ကိုရောရှန်အားချီးမွမ်းတော်ပနာရှိပါစေ။ In the words of the gospel, wipe away our sins. ယေရှုရှင်လောင်းတော်ရဲ့ကောင်းခြင်းမင်္ဂလာတော်တင်းထုံလွမ်းကြုံနဲ့စတဲ့ကြိမ်မြောက်တာမန်ကာလတနင်္လာနေ့ညချမ်းဖြစ်ပါစေလို့ဥစွာပထမ Father ဆုတောင်းမြတ်တာပို့တာရနဲ့နှစ်ပတ်ကစတဲ့ကြိမ်မြောက်တာမန်ကာလအင်္ဂါနေ့ဖတ်ကြားထောက်ရှုရမယ်။ဧဝံဂေလိကျမ်းစာတော်မြတ်တဲ့တမ္မာတိဥခန်းကြီးကခန်းငယ်53မှာ 48အထိဖတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။အခုဒီကျမ်းချက်ကနော်ဖာသာတို့ဒီတန်မာတိဦးရဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာမကဘဲနဲ့တန်လူကာနဲ့နော်အတန်လူကာရဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာလည်းပဲတွေ့ရတယ်။ဆိုတော့ဒီမှာတန်မာကူးနဲ့တန်ယောဟန်ရဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာမတွေ့ရတဲ့အကြောင်းအရာဖြစ်ပါတယ်။တန်မာတိဦးနဲ့တန်လူကာရဲ့ဒီဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာပဲ တွေ့ရတယ်ဆိုတဲ့ကြောင်းမှတ်သားထားစီချင်ပါတယ် Father အတန်เนาะဒီနေ့လည်းပဲကအရင်အိုက်တဲ့ခါကျတော့ရေခဲရေတောက်ပြီးတော့မှเนาะအတန်ကလည်းအရင်သုံးထားတယ်ရေခဲကြီးလည်းတောက်လိုက်တယ်ဆိုတော့ Father အတန်ထပ်ပြီးတော့မှနားနေပြန်ပြီအတန်အတန်ကပုံမှန်မဖြစ်တော့ဘူးဟာနော်ဒါပေမဲ့အတော့ကြာအရင်ပြတ်သွားလို့ရှင်လေ Father အနေနဲ့เนาะဒီအဆက်ဆက်မရှိဖြစ်သွားမှဆိုးလို့ 調査ပြီးတော့မှတင်ဆက်နေတယ်ဒါမဲ့အတန်ကအဲ့လားเนาะဒီလေเจ้าမှာကရှတ်တတ်တနော်စကားပြောလို့တော့တိတ်မကောင်းဘူးတီးခတ်ပြီးတော့မှနားတော်မိပါဆိုတော့ဒီနေရာမှာเนาะ father တို့ဒီပြီးခဲ့တဲ့အပတ်တုန်းက father ပြောခဲ့တယ်လို့ပဲတမ္မာတေဦးခန်းကြီး9 6ခွန်ဒီအခန်းကြီး3ခန်းကเนาะယေရှုသခင်ရဲ့နောက်လာပိတဖို့အတွက်ကြင့်ကြံရမယ်တရားတော်အနစ်ချုပ်ဖြစ်တယ် ီးတော့မှဒီတမာဒီဥခန်းကြီး9ချောင်းခွန်ဟာဓမ္မဟောင်းနဲ့ဓမ္မသိက္ခာနော်ဒီတုံတန်နဲ့အပိုင်းမှာကျင့်ကြံတဲ့အပိုင်းမှာဟောကြားတဲ့အပိုင်းမှာကွာချက်ရှိတယ်တရားတော်ကအတူတူပဲဒါပေမဲ့နော်ဒီတုံတန်တဲ့နေရာမှာကျင့်ကြံတဲ့နေရာမှာဟောကြားတဲ့နေရာမှာနော်ကွာချက်လေးရှိတယ်ဆိုတဲ့အကြောင်းပြောကြားခဲ့ပါတယ်ဆိုတော့အခုလည်းပဲ father တို့ဒီမှာ နော်ကွာချက်လေးတွေပေါ်ပြထားပါတယ်အတင်တို့နဲ့နှိစက်တော်သူကိုကျွန်တော်တင်ရန်သူကိုမုံတော်ဘုရားပြည့်ညက်စကားကိုတင်တို့ကြားခဲ့ရလိမ့်ပြီလို့ဆိုထားပါတယ်ဆိုတော့ဒီကြံချက်ကိုဖက်တိုင်းဖက်တိုင်းနော်တင်တို့ကိုချက်တဲ့သူကိုချက်ပါနော်တင်တို့ရဲ့ရန်သူကိုမုံပါလို့ပြောတဲ့နော်ဒီအတီတီတရားတော်ကိုနော်ဓမ္မဟောင်းကျမ်းကတရားတော်ကိုကြားတိုင်းကြားတိုင်း ဖာသာဘာသွားပြီးတော့မှပြန်ကြားရောက်နေလေဆိုရင်တင်ကောင်းနဲ့ကျွန်ုပ်မစိုးပါဆိုရဲအဲ့ဒီစကားကိုဖာသာအမြဲတမ်းကြားရောက်နေဒါမှမဟုတ်ဖာသာမနစ်ကလည်းပြောခဲ့ဘူးတယ်ဒီလိုဒီတရားဒီဒီအစိုးအမိတ်ကိုလက်ကင်ထားတဲ့တင်ကောင်းနဲ့ကျွန်ုပ်မစိုးပါဆိုရဲအဲ့ဒီနော်အစိုးအမိတ်ကိုလက်ခံထားတဲ့ခရိယံမြာခရိယံဟုတ်ဘူးဒါကလူမှုရေး နော်ဒီအတွေးခေါ် philosophy ဖြစ်ပါတယ် philosophy နဲ့ theology ဘယ်လိုကွာတယ်လဲဆိုတာလဲဒီမှာနော် father တို့ဒီခန်းကြီးတန်မာတိခန်းကြီး၅ချောက်ခွန်မှာတွေ့ရတယ်နော် philosophy လို့ပြောလိုက်လို့ရှိရင်နော် father တို့ကဒါဒသနာပေါ့လေဒသနာဆိုတာလူခံစားချက်လူအတွေးနော်လူရဲ့ယက်တီချက်ပေါ်မှာမူတည်ကြ လူရဲ့လွတ်ဖြစ်လာလို့ရှိရင်ဘယ်သူမှမဆိုကိုယ်ကောင်းကိုယ်ပေါ်မှာကောင်းမှကောင်းတယ်ကိုယ်ပေါ်မှာဆိုးမှတော့ပြန်ဆိုးမှာပဲဒါတော့သူသူကိုယ်ကိုယ်ပဲအဲ့ဒါကိုဒသနာလို့ခေါ်တယ်ဒါလူအတွေးပဲရှိသေးတယ်တရားသဘောမလာသေးဘူးနော်အတရားသဘောလာတဲ့အခါကျရင်တော့ကြည့်မယ်ဆက်ပြီးတော့မှသို့တော်တင်တို့အားငါဆိုဒီမှာတင်တို့ရန်သူကိုချက်တော့တင်တို့ကိုနှိမ့်ဆက်နှိမ့်ဆက်ညံစေတော့သူတို့အတွက်စုတောင်းပြီးတော့အဲအဲ့ဒီမှာအဲ့ဒါကပြောလို့ကြည်နော်အာပြောလို့ကြည် ဘာကြောင့်လဲတရားတော်လာပြီဖျားနဲ့ဆက်ဆိုင်နေရเนาะဒီလိုကိုယ့်ရဲ့ရန်သူကိုချက်ကမယ်ကိုကိုနှိမ့်ဆက်တဲ့သူတွေအတွက်ဆူတောင်းပေးရမယ်လို့ဆိုတဲ့နေရာမှာတကယ် Father Ru ဟာတရားမနိုင်လို့ရှိရင်เนาะဒီလိုကြင်ညာဖို့ဆိုတာဘယ်လိုမှဖြစ်နိုင်ဘူးဒါကြောင့်မို့ဒီမှာဒီပထမအပိုင်းကကိုယ့်ရဲ့ရန်သူကိုအော်ကိုယ့်ရဲ့ချက်တဲ့ကိုယ့်ကိုချက်တဲ့သူကိုချက်ပါကိုယ့်ရန်သူကိုမုံမာဆိုတာအား လူသားဆန်တယ်တရားမပါသေးဘူးနော်တရားအရေးမပါသေးဘူးအဲနော်တကယ်ဖရာတရားရိတ်တန်းလာတာကဘာလဲဆိုရင်ကိုယ့်ရဲ့ယန္တူကိုချက်ကမယ်ကိုယ့်မြင်မှန်းလေးဆက်တဲ့သူဆူတောင်းပြရမယ်ဆိုတဲ့အဲ့ဒီအချက်ကတော့ဖြင့်ဒါဟာဘာလဲဆိုရင်နော် father တို့ဒီအာ theology ရဲ့ပါသွားပြီနော်ဖရာနဲ့ဆိုင်သွားပြီ เนาะတရားတွေပါလာဘာကြောင့်လဲဖျားတရားမရှိလို့ရှိရင်ကိုယ့်ရဲ့ယံမျိုးကိုချက်ဖို့ဆိုတာလွယ်နိုင်လွယ်လို့လားလွယ်ဘူးနော်ကိုယ်နှိမ့်ဆက်တဲ့သူကိုကိုပြန်ပြီးတော့မှနော်မြတ်တာဖို့ပြရမယ်ဆိုတာဖြစ်နိုင်လို့လားဟိုကိုယ့်ညမနှိမ့်ဆက်တဲ့သူကိုပြောနေကိုယ့်ကိုနာပညာရှိမှာအဆက်ကွဲမှုတဲ့အပြောဆိုနေအဆက်ကွဲမှုတဲ့နော်အဆက်ရတဲ့အောင်လုပ်ခဲ့တဲ့သူ့ကိုတော့မပေါ့မခွင့်မလွတ်နိုင်ခါကြီးနော်ဆိုတော့ဒီမှာနော် father တို့ philosophy theology ဘာပွားတယ်လဲဆိုတာအဲ့မှာကြည်လိုက်ဒါမှမဟုတ်အာသင်ကောင်းနေကျွန်တော်မစိုးပါဆိုတဲ့အဲ့ဒီတရားဆောင်ဘုတ်က philosophy ဖြစ်ပါတယ်တသက်နာဖြစ်ပါတယ်လူအတွေးခေါ်ဖြစ်ပါတယ်လူခံယူချက်ဖြစ်ပါတယ်လူယက်တီချက်ဖြစ်ပါတယ်ဒါပေမဲ့သင်ကောင်းကောင်းမကောင်းကောင်းကျွန်ုပ်ကောင်းမယ်ဆိုတာကကြာတော့ဒါ theology ဖျားတရားပါတာ ဖျားစိတ်တရားစိတ်ပါလာလို့ကိုယ့်ရဲ့ယန္တုကိုကိုချက်နိုင်တာမှတ်ထားပါโอเคကဲပြီးတော့မှတို့မှသာသင်တို့ဒီသိုးသူနဲ့ကောင်းသူတို့အပေါ်မိမိညီညီထွက်စီတော်မူ၍ဖြောက်မှတ်တော်သူမဖြောက်မှတ်တော်သူတို့ကိုပေါ်မိုးရွာသွန်းစေသောကောင်းရဲ့ဘုရားရှိတော်မူသောသင်တို့အဖိုက်သားတည်းများချက်ကြလိမ့်မည်ကဲအဲ့ဒီမှာယေရှုသခင်ပြောတာပြီเนาะလူတွေမမွေးနိုင်တဲ့စိတ်မျိုးကို လူတွေမဝင်းနိုင်တဲ့စိတ်ကောင်းနှလုံးကောင်းစိတ်မျိုးကိုဝင်းနိုင်ခြင်းဟာကောင်းမြတ်ပုံမှာရှိတယ်။နော်ခမီးတော်ဖျားကောင်းသူပုံမှာဆိုးသူပုံမှာဖြစ်စီသူ့ရဲ့နေမဲအလဲခြားစီလေကောင်းသူဆိုးသူတွေပုံမှာသူ့ရဲ့မိုးကိုရွာသွန်းစေရဲ့ခမီးတော်ဖျားရဲ့တားသမီးတွေဖြစ်မယ်ဆိုတာကိုဒါပေါ်ပြရရောက်တယ်လို့ဆိုထားပါတယ်။အဲ့ဒီမှာအရင်ရှင်းပါဒါကြောင့်မလို့နော် philosophy နဲ့ theology ဘလို့ကွာတယ်လေဆိုတာကိုတည်တည်ချာချာလေးเนาะနားလဲပါ philosophy ဆိုတာလူခန္ဓာချက်ပဲကိုယ်ကောင်းပြန်ကောင်းမယ်ကိုယ်ပြောင်းရရင်ပြန်ပြောင်းရမယ်မှန်လို့ပဲကြည့်ချက်နေဆိုတဲ့အဲ့လိုစကားတွေပြောနေကြတဲ့เนาะခရိယန်တွေခရိယန်အတုတွေပါနားမဲခံခရိယန်တွေပါယေရှုသခင်ရဲ့တရားတော်ကိုတကယ်လက်တွေ့ကြကြအသက်ရှင်နေသူတွေမဟုတ်ဘူးเนาะ အဲ့အဲ့ဒီလိုခင်ထားတဲ့သူတရားဒါပါလေ philosophy ပေါ်မှာမူတည်တယ်ဒီလိုခင်စားနေတယ်ဒီလိုခင်ထားတဲ့လူတွေဟာဟိုဓမ္မအောင်ကျမ်းမှာဓမ္မအောင်ကျမ်းကာနာရဲ့စိတ်နေသဘောထားပဲငွေနှုံးပဲနော် father of dramatic ကာနာမှာရှိနေတာဒါပေမဲ့လူကဒါ dramatic ကာနာတည်းကိုရောက်နေတာကိုယ့်ရဲ့အတွေးအကြုံတွေစိတ်နေသဘောထားတွေတရားကျင့်ကြံအားထုတ်မှုတွေအားလုံးကဓမ္မအောင်ကာလာထဲမှာဆက်ပြီးတော့မှရှိနေတော့မယ် မဖြစ်ရဘူးလုံးဝမဖြစ်ရဘူးเนาะလုံးဝလည်းမဖြစ်ရဘူးဖြစ်လည်းမဖြစ်သင့်ဘူးဟုတ်ပြီเนาะဆိုတော့ father အားလုံးဟာဓမ္မတိကာလမှာရှိတဲ့အတိုင်းယေရှုသခင်တောင်းတန်တယ်လို့ပဲကိုယ့်ရဲ့ယဉ်ကျေးမှုချက်ကမယ်ကိုယ့်ဉာဏ်နဲ့ဆက်တဲ့သူတွေအတွက်ဆူတောင်းပေးရမယ်အဲ့ဒီတော့မှ father တို့ဟာ theology လို့ခေါ်တဲ့ဖျားနဲ့ပေါင်းစပ်ပြီးတော့မှအသက်ရှင်တဲ့သူတွေယက်တည်တဲ့သူတွေယုံကြည်တဲ့သူတွေလှုပ်ဆောင်တဲ့သူတွေ ကျင့်ကြံတဲ့သူတွေဖြစ်လာပါလိမ့်မယ်။ဘုရားသခင်ဒီတနုံနဲ့ရှိပါစေ။ကိုရောဝိညာဉ်နဲ့လည်းရှိပါစေ။အလုံးစုံကိုတတ်နိုင်တော်မူသောခမီးတော်တာတော်သင်ရှင်းတော်ဝိညာဉ်တော်ဖျားရင်နာမတော်မျက်နှာကျွန်ုပ်လက်တင်ခြင်းဖြင့်၎င်းဖျားဤသင်ရှင်းတော်မေတော်မာရိယာမေတော်ကြော်စောသောခင်မောနာတန်ဆူစေတကြာတမန်ပေါင်းသူတော်သူမြတ်ပေါင်းပရောဖက်ပေါင်း တရားတော်ကြောင့်တေကံတော်သူပေါင်းသီလသိပေါင်းယဟန္တာပေါင်းတွေတောင်းလျှောက်ပေးခြင်းမျိုးလည်းကောင်းတင်တို့နဲ့နှစ်ဆွေးတကောတတိရှိသမျှနဲ့ယောဂဘေးပြပေါင်းအထူးသဖြင့်မတရားအကြံပေးပက်စစ်စမိတ်စာတွေပြည်နေရင်းစင်းနေဆက်ချင်းကြောင့်တက်ရှုပ်ပြီးွယ်ရုံမှာပက်စံမှုများနဲ့နေပေးနေပေးရေပေးစပေးတဘာဝပေးရုံမှာတော့လူလူဖန်တီးတော့ဘေးဆိုးများအားလုံးမှာကျင်းဝေးကြရပါစေတော့အာမင်ပြည်သူတည့်ရုံပေါင်းဝင်တော့ရေးတော်ပုံပုံချအေခဲအញ្ញံအမှန် အောင်ဝအောင်ဝပြီအောင်လဲအောင်နေပြီလာကြတူတူယောက်ျားဆိုနောက်ဆုံးတိုင်းအင်ဂျင်တိုင်း